အားလုံးပဲမိင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ SK Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကမ္ဘာဝစ်စကီတပိုင်းအောင်ပေါ့နော်အပြောင်းလဲဖြစ်သွားစေခဲ့တဲ့ထိုင်ဝမ်ကာဗလန်ဝစ်စကီအကြောင်းကိုနိုင်ငံပြပြပေးချင်ပါတယ်ကျွန်တော်နာမည်ကတော့ SK ပါခင်ဗျာအရင်ကဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တည်ထားတာကကမ္ဘာမှာဝစီကောင်းနေထုတ်လို့တာ၅နိုင်ငံပဲရှိရဲဆိုပြီးတော့တည်ထားကြတာပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်တော့အာရှတိုက်ကဂျပန်တနိုင်ငံပဲပါတာပေါ့ ဒါမဲ့နောက်ပိုင်းမှာတော့ဒီထိုင်ဝမ်ကနေပြီးတော့ကပလန်ဝစကီတွေကိုထုတ်လို့ပြီးတော့စုစိတ်တွေရရှိလာတဲ့အချိန်မှာတော့ဝစကီတမိုင်းကြောင်းကပြောင်းလဲဖြစ်သွားတာပေါ့နော်ကပလန်ဝစကီကဘလောက်တော့မှကျန်းပြခဲ့လဲဆိုလို့ရှိရင်ဝစကီ blind test ပြန်ပွဲမှာဆိုလို့ရှိရင် Scott Whiskey ရဲ့ American Whiskey တွေကြော်ပြီးတော့မှအကောင်းဆုံး Whiskey အနေနဲ့သတ်မှတ်ခံရအောင်အောင်ကျန်းပြခဲ့ရပဲဖြစ်ပါတယ်။အဲ့လိုကျန်းပြခဲ့တဲ့ Kaplan Whiskey ရဲ့တမိုင်းကြောင်းနဲ့ပြုလုပ်ထားတဲ့ပုံစံတွေကိုကျွန်တော်အနေနဲ့ sharing လုပ်ပေးချင်ပါတယ်။ Kaplan Whiskey တွေကို2005ခုနှစ်မှာ Taiwan အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ကင်ဂါဘရုတ်ကနေပြီးတော့ထိုင်ဝမ်ဂျီလန်ကောင်တီမှာရှိတဲ့ယင်ရှန်မြို့မှာသူ့ရဲ့အရေးချက်ဆက်ရုံကိုစတင်ပြီးတော့တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီဒေတာမှာဘာလို့အရေးချက်ဆက်ရုံသွားပြီးတော့တည်ထောင်တာလဲဆိုလို့ရှိရင်အဲ့ဒီဒေတာရရှိတဲ့ရေရင်းမြစ်ပေါ့နော်။ Snow Mountain ကနေပြီးတော့ဆင်းလာတဲ့တောင်ကျရေရင်းမြစ်ကိုလိုချင်တာရဲ့အဲ့ဒီဒေတာအရန်ပူရဲကြောင့်မလို့ဝစကီတွေနစ်ချိုးရတဲ့နေရာပေါ့နော်။ ပုံမလွယ်ကူမြန်ဆန်စီမဲ့ဆိုတော့ရဲ့ချက်နဲ့အဲ့ဒီဒါမှာရဲ့ချက်ဆက်ရုံထောင်ခဲ့တာပဲဖြစ်ပါတယ်အဲ့လိုတည်ထောင်ပြီးတော့တနည်းအကြ2006ခုနှစ်မှာသူရဲ့ပထမဆုံးလုပ်ငန်းစဉ်ကိုစရမ်းပါတယ်အရက်ဖြူတက်နေထုတ်လုပ်တယ်စီတွင်းပြီးတော့နှစ်ချိုတာပေါ့နော်အဲ့လိုနှစ်ချိုပြီးနောက်ထပ်နှစ်နှစ်အကြာ2008ခုနှစ်မှာတော့သူရဲ့ပထမဆုံးဝီစကီတွေကိုပလင်းတွင်းပြီးတော့ရောင်းချပါတယ်သူရဲ့ဝီစကီ ပလင်းပုံစံကိုဆိုလို့ရှိရင်လည်း Taipei 101ပေါ့နော်မိုးမြော်တိုက်ပုံစံကို inspire you ပြီးတော့ပြုလုပ်ထားဆိုပြီးတော့သိရှိရပါတယ်ကပလန်ဆိုတဲ့နာမည်ကတော့ ရေလန်းဒေတာမှာပေါ့နော်နေထိုင်တဲ့အရင်ကမျိုးနယ်စုနာမည်ကပလန်ကိုပေးထားတာပဲဖြစ်ပါတယ်အဲ့လိုပလင်းတွေရောင်းချလာနိုင်တဲ့နောက်ပိုင်းမှာပေါ့နော်သူတို့ကသူတို့ရဲ့လုပ်ငန်းကိုထပ်မံပြီးတော့တိုးချဲ့မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နောက်ထပ် post တွေကိုအကြီးကြီးထပ်မာပြီးတော့သူတို့ရဲ့အရက်တွေကိုထပ်ပြီးတော့ချက်လုပ်ပါတယ်အဲ့လိုချက်လုပ်တဲ့အချိန်မှာပြဿနာပါလဲဆိုလို့ရှိရင်သူတို့လိုချင်တဲ့အနက်အရသာများတော့ပေါ့နော်နောက်ပိုင်းချက်တဲ့ဟာတွေကအဲ့တော့တို့ကစိတ်ညစ်တာပေါ့ဒီဟာကိုဆက်လုပ်ရင်ကောင်းမလားမလုပ်ဘဲနဲ့နားလိုက်ကောင်းမလားဆိုပြီးအဲ့လိုစဉ်းစားနေတဲ့အချိန်မှာပဲ 2010ခုနှစ်မှာသူရဲ့ Covenant Classic Single Malt Whisky က Scotland မှာပြုလုပ်တဲ့ Whisky Blinders ပြန်ဝင်မှာပေါ့နော် Scotch Whisky American Whisky ကြီးကြော်ပြီးတော့မထင်မှတ်ပဲနဲ့အကောင်းဆုံး Whisky အနေနဲ့သတ်မှတ်ခံရကြအောင်လို့သူကအားတက်ခဲ့ပြီးတော့ဒီ Whisky ကိုဆက်လက်လှုပ်ဆောင်မှုအတွက်အင်အားတွေရခဲ့တာပေါ့နော် အဲ့လိုအင်အားတွေရခဲ့တဲ့ပြင်က2017ခုနှစ်မှာလေသူရဲ့ရဲ့ချက်ဆက်ယုံက Whiskey Visitor Attraction of the Year ဆိုပါထပ်မံပြီးရရှိခဲ့ရပါအဲ့တော့သူကပို့ပြီးအားတက်လာတော့သူတို့အဓိကပြောင်းလဲသွားစေခဲ့ရတော့2017ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Jimmery Whiskey Bible ကြောင့်ပဲဖြစ်ပါတယ် Jimmery Whiskey Bible မှာ Kaplan ရဲ့ Fino Sherika Single Malt Whiskey က New Whiskey of the Year ဆိုပြီးဖော်ပြခြင်းခံခဲ့ရကြောင်းပဲဖြစ်ပါတယ် Jimmery Whiskey Bible က Whiskey တမန်ကြောင့်ဘယ်လောက်တော့မှအရေးပါလဲဆိုလို့ရှိရင် ဂျင်မယ်ရီဝစကီဘတ်ဘောမှာယာမာဆာကီရှယ်ရီကတ်စင်ဂယ်မော2013ကိုကမ္ဘာအကောင်းဆုံးဝစကီဆိုပြီးတော့တက်မှတ်ဖော်ပြလိုက်တဲ့အကြောင်းမျိုးလေဂျပန်နိုင်ငံရဲ့ဝစကီတမိုင်းကြောင်းကသူတို့ဘုံကြောင်းလဲသွားပြီဖြစ်ပါတယ်ဒီလိုမျိုးကပလန်ဝစ်ကီတွေကိုကမ္ဘာဝစ်ကီစင်မြင့်ထပ်ပေါ်ကိုတွန်းပို့နိုင်ခဲ့တဲ့မာစတာဘလန်ဒါကဘယ်သူလဲဆိုလို့ရှိရင်ထိုင်ဝမ်လူမျိုးတစ်ဦးဖြစ်တဲ့မစ္စတာလန်ချိုင်းပဲဖြစ်ပါတယ်မစ္စတာလန်ချိုင်းကကပလန်ဝစ်ကီတွေကို SDR ဆိုတဲ့နီစနစ်နဲ့ဖန်တီးထားရပဲဖြစ်ပါတယ် SDR နိစနစ်ကဘာလဲဆိုလို့ရှိရင် S က shaving လုပ်တာပေါ့နော် whiskey တွေကိုနှိချိုးတဲ့ဒီ port wine စိမ့်ကစီအဟောင်းပေါ့သူရဲ့ origin ကတော့ American oak cask ပေါ့နော် IC ရဲ့အတွင်းပိုင်းကိုသူက3 to 5 mm ချစ်ထုတ်လိုက်တာပေါ့နော်အဲ့ဒါမှပဲ wine ရဲ့အနက်အရသာပေါ့နော် whiskey ကမှအများကြီးမတက်ရောက်ပဲနဲ့သူတို့ control လုပ်နိုင်ပါအောင်နော် whiskey ရဲ့အတွင်းသားကိုချစ်ထုတ်လိုက်တယ်ပေါ့ရှင်တီးရကြတော့ toast လုပ်တာပေါ့နော်အထဲထဲကိုမိပြတာပေါ့စီထဲထဲကိုမိပြတာ ဘာလို့အဲ့လိုမီးပြလဲဆိုမလိုအပ်တဲ့အနှံ့အသက်တွေထွက်သွားအောင်ရင်တို့လိုချင်တဲ့တက်သားစီကိုဝမ်းမလုပ်လိုက်တာပေါ့နော်အပူပေးတဲ့အကြောင်းတက်သားစီထင်းကနေပြီးတော့တို့လိုချင်တဲ့ spice ဖြစ်တဲ့အရာသားတွေအနှံ့နေပြီးလို့ရှိရင် sweet vanilla ပေါ့နော်အဲ့လိုအနှံ့အရာသားတွေထွက်လာအောင်လို့တို့ကမီးပြလိုက်တာပဲဖြစ်ပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်တော့အာပေါ့နော် recharging band လောက်တာပေါ့ အတွင်းပန်းကိုမီးရှို့လိုက်တာပေါ့နော်အဲ့လိုမီးရှို့လိုက်ကြအောင်လို့စီအထဲထဲမှာမီးလောင်ပြီးတော့အကွဲကြောင်းနေဖြစ်တာပေါ့အဲ့လိုအကွဲကြောင်းကနေပြီးတော့တသားစီနဲ့ဝစကီနဲ့ကအရသာပုံဖလှယ်နိုင်မှာပေါ့နော်အဲ့လိုရွေချက်နဲ့သူကဒီ SDR နေစနစ်နဲ့ကာဗလန်ဝစကီကိုပြုလုပ်ခဲ့ရပဲဖြစ်ပါတယ် SDR နေစနစ်က Mr. Lanchain ကိုပိုင်းနေစနစ်တော့မဟုတ်ဘူးသူ့ရဲ့ဆရာပေါ့နော် Scott နိုင်ငံသားတူဖြစ်တဲ့ Doctor ဂျင်ဆွမ်းရဲ့နီးစနစ်ပေါ့နော်ဒေါက်တာဂျင်ဆွမ်းကဘလောက်တောင်မှနာမည်ကြီးလဲဆိုလို့ရှိရင် Ice Style of the Whiskey ဆိုပြီးတော့တင်စားခေါ်ဝေါ်ခံရလောက်အောင်ပေါ့နော်နာမည်ကြီးရဲ့ဒုတိယပဲဖြစ်ပါတယ်ဒေါက်တာဆွမ်းက Mr. Lan Chan ကိုသူ့ရဲ့တပည့်ထဲမှာတော်တော်ချစ်တယ်ဆိုပြီးတော့လည်းသိရပါတယ်အဲအကြောင်းလို့လည်းသူကဒီ Mr. Lan Chan ပြုလုပ်နေတဲ့ကပလန်ဝစ်စကီ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်တွေပေါ့နော်သူကအကြံဉာဏ်နေပေးတယ်အများကြီးလဲစပော့တင်းပေးတယ်ဆိုပြီးတော့လည်းသိရှိရပါတယ် မစ္စတာလန်ချန်ကအခုဆိုလို့ရှိရင်တော့ကာဗလန်ဝစ်စကီရဲ့ချက်ဆက်ယုံပါပေါ့နော်သူကအလုံးမလုံးတော့ချားနံရောက်သွားပြီသူကကာဗလန်ရဲ့ချက်ဆက်ယုံမှာ2005ခုနှစ်စတင်တည်ထောင်တဲ့အချိန်ကနေစပြီးတော့2020ခုနှစ်ထိကိုအဲ့မှာမစ္စတာဘလန်နာနေနဲ့အလုပ်လုပ်ခဲ့ပါတယ်2020နောက်ပိုင်းမှာတော့သူကအတွေ့အကြုံတက်တည်လို့ချန်လို့ဆိုပြီးတော့ဂျပန်နိုင်ငံကိုပြောင်းရွှေ့ခဲ့တာပေါ့နော်အခုဆိုလို့ရှိရင်တော့ဂျပန်နိုင်ငံကသူ့ရဲ့သူ share တစုပါဝင်တဲ့ Komoro ဆိုတဲ့အရေးချက်ဆက်ယုံကသူက master planner အနေနဲ့ဝင်ရောက်ပြီးတော့အလုပ်လုပ်ကြနေပါတယ် ကပလန်ဝစကီရဲ့နောက်ထပ်ထူးခြားတဲ့အချက်ကဘာလဲဆိုရင်ဝစကီတက်တန်းကိုဖော်ပြပေးနေထုတ်လို့ရောင်းချတာပေါ့နော်သူ့ရဲ့ဝစကီမှာဘာလို့ဝစကီတက်တန်းကိုဖော်ပြထားလဲဆိုလို့ရှင်သူတို့အရေးချက်ဆက်ရုံရှိတဲ့ရီလန်းဒေတာအရင်အပူပြဲနေကြအောင်လို့ဝစကီရဲ့တက်တန်းကိုတိကျတွက်လို့မရဘူးပေါ့နော်နှစ်နှစ်ဆိုင်နေဆိုပေမဲ့လည်း၃နှစ်၄နှစ်အရသာဖြစ်နေလည်းဖြစ်နေနိုင်တာပေါ့နော်အဲကြောင့်မလို့ဝစကီတက်တန်းကိုဖော်ပြပေးနေထုတ်လို့ရောင်းချရပဲဖြစ်ပါတယ် 2015ခုနှစ်မှာတော့ Kaplan ရဲ့ Finio Berry Single Malt Whisky က World Whisky Award ပြိုင်ပွဲမှာအကောင်းဆုံး Single Malt Whisky ဆုကိုရရှိခဲ့ပါတယ်။2016ခုနှစ်မှာပြုလုပ်ကျင်းပခဲ့တဲ့ World Whisky Award ပြိုင်ပွဲမှာလည်း Kaplan Solid Amontillado Sherry Single Cask Straight Single Malt Whisky ကကမ္ဘာအကောင်းဆုံး Single Cask Single Malt Whisky ဆုကိုထပ်မံပြုရရှိခဲ့ပါတယ်။အဲ့ချီအနေစပြော Kaplan Whisky တွေက IWSC မှာရော WWA မှာရောမတူညီတဲ့စုစိတ်များစွာကိုရရှိခဲ့ပါတယ်။ 2023ခုနှစ်ရဲ့အကောင်းဆုံး single malt whisky 15ခုစင်ထဲမှာတော့ Kaplan ရဲ့ Port Strait Single Cask Single Malt Whisky ကဒုတိယနေရာကိုချိန်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲ Kaplan ရဲ့ Triple Sherry Cask Single Malt Whisky ကလည်း whisky အမှတ်90ကျော်တဲ့ပြိုင်ပွဲမှာ62မှတ်နဲ့သုံးသပ်နေရာကိုထပ်မံပြီးရရှိခဲ့ပါတယ်။ Kaplan ကသူ့ရဲ့ whisky တွေကို Classic Sand နဲ့ whisky တွေထုတ်လုပ်တဲ့အပြင်မှာ Solid Series ဆိုပြီးတော့လည်းထုတ်လုပ်ပါတယ်။ Solid ဆိုတဲ့အသေးပြတော့ ဒီဂျာမန်ကနေပြီးစဉ်သက်လာတာပေါ့နော်ပလင်းတလုံးချင်းစီကမတူညီတဲ့သူတို့ကိုစိန်ထားတဲ့စီရဲ့အနက်အရသာကိုရည်ညွှန်းနေဆိုတဲ့အသေးပဲနဲ့ solid series ကိုထုတ်လုပ်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပြီးတော့တော့ကမ္ဘာဝီစကီတပိုင်းအကြောင်းကိုအပြောင်းလဲဖြစ်စေခဲ့တဲ့ထိုင်ဝမ်ကထုတ်လုပ်ထားတဲ့ Kaplan Whisky အကြောင်းနဲ့သူရဲ့အထင်ကြီးကပလင်းချို့အကြောင်းလည်းဖြစ်ပါတယ် တော့ရဲ့ video ကနေပြောဘူးရဆုံးကြရရှိခဲ့တယ်ဆိုလို့ရှိရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ဦးတဲ့တောင်းဆိုချင်ပါတယ်ခင်ဗျာမိတ်ဆွေပဲရအောင်ဆိုတန်ဆေးတုံပေးရှိပါတယ်တင်ရဲ့ description ကောင်းတဲ့ဖိုက်တဲ့မျိုးတွေကိုမိသားစုမိတ်ဆွေတွေနဲ့ဖက်တောင်းလေးပါနဲ့ကြည့်ကြည့်နိုင်ကြပါခင်ဗျာ